ခြေပေါ်တွေ့တဲ့ချင်းအကြောင်းတရားတွေဟာကောင်းတယ်တော်တော်အကောင်းထဲမှာလည်းဖြတ်ပြီးတော့အကောင်းရွေးရမှာဖြစ်တယ်ဆွေရုပ်ပြပြချင်းမသည်များဟာဘဝအတွက်လိုအပ်ချက်တွေကဆွေရုပ်သွားရင်တော့မကောင်းဘူးလို့ပြောရမှာဖြစ်တယ်အဲမကောင်းတဲ့အရာလေးကိုလည်းဘာကြောင့်မကောင်းတာလို့ဆိုတော့အကြောင်းရှာပြီးတော့ဆွေရုပ်ပြပြချင်းရဲ့အကြောင်းတရားတွေကိုဖယ်ရှားပြီးခြေပေါ်တွေ့တဲ့ချင်းရဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ခြင်းအဖြစ် ဘဝမှာချိပွတ်တွတ်တမှုကိုရနိုင်တာဖြစ်ဘယ်ရပဲဖြစ်ဖြစ်အကြောင်းနဲ့အကျိုးအကောင်းနဲ့အဆုံးခွဲခြားတတ်ဖို့လိုတယ်ဘယ်ဟာအကောင်းဘယ်ဟာအဆုံးတမာအဖြစ်လူတွေကတော့အဆုံးအကောင်းဆိုတာငါတို့သိပါတယ်လို့ထင်ကောင်းထင်တယ်တခါတရံကျတော့အဆုံးအကောင်းဆိုတာရှုပ်ဝင့်နေတတ်တယ်ပေါ်ရန်ကြည့်ရင်အကောင်းလို့ထင်ပြီးတော့ ဆိုးကျိုးကိုဖြစ်ပေါ်စေတဲ့တဲ့အဆိုးလို့ပဲပြောမှာဖြစ်တယ်နော်ဆိုတော့စားတော့ပြီးတော့ယောဂဖြစ်စေတဲ့တဲ့အစာအစာမျိုးမှာမိမိစားတဲ့အချိန်မှာတော့အလွန်ရတာရှိတယ်ကောင်းတယ်လို့ပြောကြမှာစားပြီးရင်တော့ဒုက္ခဖြစ်အဲ့လိုမျိုးကိုအကောင်းလို့ခေါ်မလားအဆိုးလို့ခေါ်မလားအဆိုးလို့ပဲပြောမှာဖြစ်တယ်။တချို့ကိစ္စတွေက လှုပ်ချင်စရာလည်းကောင်းတယ်လှုပ်နေတော့လည်းပျော်စရာကောင်းတယ်စိတ်ချမ်းသာမှုရှိသို့သောအကျိုးဆက်ထွက်ပေါ်လာတဲ့အခါကျအဆိုးတွေဖြစ်စေအဲ့ဒါပြောကြတော့လူတွေဟာအကောင်းနဲ့အဆိုးရွေးချယ်နိုင်စွာမရှိကြတော့ဘာနဲ့ဥပမာလို့လို့ဆိုအပေါ်ရန်ရှုမှုခြင်းအထဲကနောက်ချေးခံဆိုတာမျိုး ပြင်းမအားဖြင့်အကောင်းလို့ထင်ရတော့လေအပြင်းမအဆိုးလေးရှိအေးရံရံခါကြတော့အပြင်းကအဆိုးလို့ထင်ရပြီမလို့အတွင်းကြတော့ကောင်းနေတာရှိဥပမာတော့ထင်ရှားတာပြောရမယ်ဆိုရင်ဒူးရင်သီးပေါ့ပြင်းမကတော့ဆူးနေတယ်တိုင်းရင်ဆူးမလားလို့ဆိုလန့်နေဒါပေမဲ့အတွင်းကအသားကြတော့လူတွေကြိုက်နဲ့တက်เสียဖြစ်တယ်ပေါ့နော် ိုက်တဲ့လူတွေအတွက်ပြောတာအဲ့တော့အပေါ်ယံဆိုးပြီးတော့အတွင်းနဲ့ကောင်းတာလည်းရှိတယ်အတွင်းဆိုးပြီးအပေါ်ယံကောင်းနေတာလည်းရှိတယ်အဲ့ဒါကြောင့်အကောင်းနဲ့ဆိုးအကြောင်းနဲ့အကျိုးဆိုတဲ့နေရာမှာအကောင်းဆိုးကိုဗာနဲ့ကြည့်ရမယ်လေးမျိုးခွဲနိုင်တယ်အကောင်းဆိုတာအပေါ်ယံကလည်းကောင်းတယ်အတွင်းကလည်းကောင်းတယ်